တော်လမနက်ခင်းမှာလူလူမြမသတင်းဌာနရဲ့နိုဝင်ဘာ29ရက်မနက်ခင်းသတင်းအစီအစဉ်ကိုကျွန်တော်ကုဆော့ကတင်ဆက်ပေးပါမယ်။မန္တလေးတမူကုမြို့တွင်းကိုနိုဝင်ဘာတတိယဘက်ကစလို့တရားလေးဝင်ရမှုတွေနဲ့စစ်ကောင်စီတပ်အင်အား200နီးပါးရောက်ရှိနေပြီးဒေသခံကာကွယ်ဖွဲ့တွေနဲ့စီတီမာနေပါလိမ့်မယ်။မိုးကုတ်နဲ့မိုးမိန်မြို့နယ်တွေကိုစစ်ကောင်ချင်းတက်နဲ့တအောင်မျိုးသားလူမျိုးဝေးတက်မတော်တီအန်လီတို့တပတ်ညင်တိုင်းပြီးပြစ်ခတ်ရဆက်ခဲ့ကမိုးကုတ်မြို့တွင်းတဲ့ကိုစစ်ကောင်ပြတက်အင်အား200တီအန်လီကဝန်ရံပြီးခေါ်တင်ခဲ့တာကြောင့် နိုဝင်ဘာတတရဘက်ကစပြီးဒေသခံတော်လိုင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်စီတင်းမာနေတယ်လို့ဒေသရင်းသတင်းမီဒီယာဖြစ်တဲ့ MFV မှာဖော်ပြပါဗျ။မိုးဝင်းမြို့တွင်းက၆ဖားခိတ်အစိုးရရုံးတွေအောက်ချုပ်ဆောင်အပုံချုပ်ဆောင်တဲ့ပြောင်းပြေရွာတိတ်ကရတရှင်လောက်ကဆတဲ့နေရာတည်တည်မှာစစ်ကောင်စီတပ်အင်အား200ကိုတရန်လီကနိုဘာ20ရက်နေ့ကစပြီးခေါ်သွင်းကတပ်အင်အားဖြန့်ကျက်ဖို့ကူရင်ဆောင်ရွက်ပေးနေတာလို့မြေပြင်စီးရေးသတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်။ ဒါပြင်တော်လင်းတက်တွေနေရာယူတက်ဆွဲထားတဲ့မိုးကုံမြို့ပတ်လည်မှဗျူအောင်ကုန်းဒီကနေတက်နောက်ပြန်ဆောက်ခိုင်းထားပြီးစစ်ကောင်စီတက်တွေခေါက်သွင်းလာချိန်မှာမတိုက်ခိုက်ကြဖို့ TNL ကဖိအားပေးပြောဆိုထားကြောင်းမိုးကုံမြို့နယ်တော်လင်းတက်တရင်ရေးမြစ်တွေက FFV ကိုနိုဘာ25ရက်မှာဖြေဆိုထားပါတယ်စစ်ကောင်စီတက်တွေမြို့နေကုန်ဝရောက်နေတဲ့အတွက်မြို့ကန်တော်လင်းတက်တွေနဲ့စေးတင်းမာတဲ့ချိန်တွေမှာဖြစ်ပေါ်နေပြီးစေယောစုဘက်ကစစ်ယူတပောင်ဝင်းစင်ပဲမြို့ကန်ပုံစံစေရေးလှုံ့ဆော်မှုသဘောဖြစ်နေတယ်လို့မြေပြင်စေးတင်းရေးမြစ်တွေကလူလူညီမာကိုပြောပါတယ် လက်တလုံးမှာတော့မိုးကုတ်မြို့အတွင်းနဲ့ပတ်လည်မှာတရန်လီလက်အောက်ခံရုံးဝင်တဲ့အချို့ပြင်တက်ရနိုင်ကကြန့်ရှိနေသလိုစစ်ကောင်ရှင်တပ်တွေဝင်ရောက်နေတဲ့အတွက်မြို့ကန်အလုံးဟာရန်ကုန်မန္တလေးမြို့အပါအဝင်စစ်အုပ်စုလွတ်မြောက်တဲ့နေရာဒေသတွေကိုတိတ်ဆောင်သွားခဲ့တာကြောင့်မြို့တစ်ခုလုံးလူသူမရှိဘဲတိတ်ဆိတ်ခြောက်ကနေတယ်လို့ဆိုပါတယ်။ဒေယိုချောင်းဝင်စစ်တပ်မှုအပြင်ဖိအားပေးမှုကြောင့်ကိုပင်းမြို့မှာနှစ်ဖက်ပြည့်ရဲ့တပုံးညီချက်ဖြင့်မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကိုစစ်ကောင်ရှင်လက်ထက်ပြန်ပြီးခဲ့ကစစ်ကောင်ရှင်တပ်တွေကိုမိုးကုတ်မြို့အတွင်းမှာဖြစ်မနေခေါ်သွင်းပြီး DNL တက်တွေအနေနဲ့နိုမ29ရက်နဲ့30ရက်မှာ မြို့ကနေအပီဆုတ်ခါမှာဖြစ်တယ်လို့ဈေးတင်းကြီးမိတွေကလူလူမြန်မာကိုပြောဆိုထားပါတယ်။